ဟိုးရှိရှိတုန်းကနှဆိုင်နဲ့တောတောင်တနေရာကရွာလေးတရွာရှိပါတယ်ဒီရွာမှာတစ်ချိန်တုန်းကအေးချမ်းတရာပြီးအရန်ပြော့စရာကောင်းတဲ့ရွာလေးဖြစ်ပါတယ်အခုချိန်မှာလူလူကင်းမဲ့တဲ့ရွာလေးဖြစ်သွားပါတယ်ရွာနီးချင်းတွေကပြောကြတယ်ဒီရွာကကျင်းစာတင့်ရွာဆိုပြီးပြောကြတယ်ဒီရွာကလာတဲ့သူတိုင်းကပျောက်ကွယ်သွားပြီးပြန်မထွက်လာနိုင်ဘူးလို့ပြောကြတယ် ဘာကြောင့်ပျောက်ကွယ်သွားတာလဲဆိုတော့ဝင်သွားတဲ့လူကတရေတွေကိုခန္ဓာကိုယ်ကတမျိုးပြီးတမျိုးပြောင်းပြီးဝင်လာတဲ့လူတိုင်းကို၆လန့်ပြီးသူတို့ရဲ့ကဘာစီကိုခေါ်သွားနေပါတယ်ဒီရွာရဲ့အနီးနားမှာမော်ဝီဆိုတဲ့ကောင်တီတယောက်ကဒီအကြောင်းကိုကြားပြီးစူးစမ်းခြင်းစိတ်ဖြစ်လာပြီးဒီရွာကရှိတဲ့နေရာကိုသွားကြည့်ချင်ပါတယ် ူတို့ရွာသားတွေကသူ့ကိုပြောကြတဲ့တောအုပ်ထဲကိုမသွားနဲ့ပြောပေမဲ့မော်ဝီကနားမထောင်ပါဘူးချိန်စာတင့်ရွာကိုမရောက်ရောက်အောင်သွားမယ်ဆိုပြီးနောက်ဆုံးမှတော့မော်ဝီဟာတောအုပ်ထဲကိုဝင်သွားပါတယ်အစပိုင်းမှာသူသွားနေတဲ့လမ်းကတာယာပေမဲ့သူ့ကိုတူပြန်ပြောလိုက်ပါတယ်ငါကပါကိုမှမကြောက်ဘူးဆိုပြီးတောထဲမှာဆက်သွားနေပါတယ် ခဏကြာမှာတော့တရေရဲ့ငူတဲ့ဤတဲ့ order တွေကိုကြာပြီးနောက်ပြန်လဲကြီးလိုက်တဲ့အခါတရေတွေကတူရဲ့နောက်ကလိုက်လာနေတာကိုသတိထားပြီးလိုက်ပါတယ်မော်ဝီကတာကိုမြင်ပြီးဒီတော့အုပ်ကိုမြင်မြန်ကြော်ဖြတ်မှရမှာဆိုပြီးခဏကြာမှာတော့မော်ဝီဟာရွာလေးတရွာမှာရောက်လာပြီးတကယ်တော့တူရောက်တဲ့နေရာကချိန်စာတင်းနေတဲ့ရွာဖြစ်နေတယ် ဒီရွာထဲကအိမ်တအိမ်ကိုတွေ့ပြီးဒီအိမ်ကအရန်ပျက်စီးနေပေပဲအိမ်ထဲမှာမိကလင်းလိုက်ပိတ်လိုက်နဲ့မော်ဝီကဘာမှမတွေ့ပဲအိမ်ထဲကိုဝင်လာပါတယ်အိမ်ထဲမှာလူတယောက်လည်းမတွေ့ဘူးသူ့ရဲ့နောက်ကိုပြန်လဲကြည့်လိုက်တဲ့အခါအရေးတွေကိုမြင်ပြီးထွက်ပြေးသွားပါတယ်မော်ဝီကအိမ်ရဲ့အပြင်ကိုထွက်သွားပြီးတရဲမတယောက်ကိုတွေ့လိုက်ပါတယ် ဒီတရရဲ့ခန္ဓာကိုယ်မှာအရိုးတွေစပင်ဖြူဖြူလေးနဲ့မော်ဝီကရာကိုမြင်ပြီးကြောက်ရွံ့သွားပါတယ်ရွာသားတွေကသူ့ကိုပြောတဲ့စကားကိုပြန်တရိရပြီးပြန်ထွက်ပြေးလဲမရတော့ပါဘူးမော်ဝီဟာတရရဲ့တွေသူတို့ရဲ့ကဘာကိုခေါ်သွားပါတော့တယ်မော်ဝီကတရရဲ့ကဘာရဲ့တကားကိုစောင်းခိုင်းလိုက်ပါတော့တယ်